အားလုံးပဲမင်္ဂလာပါရှင်။မနေ့ပြန်ဇွန်လ23ရက်နေ့အတွက်မိုးလီဝတာခမ်းမ်းချက်တွေကိုတင်ဆက်ပေးပါရမယ်။မြန်ကလေးန်တရေအနေနဲ့ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:53မိနစ်ခန့်မှာလွိုက်ကော်မြို့ရဲ့အရှင်မြောက်ဘက်9မိုင်ခန့်အကွာအနက်6မိုင်ခန့်ကိုဗဟုပြုပြီးအင်အား3ရီတာစကေးရှိမြန်ကလေးငယ်တစ်ခုလောက်ခတ်သွားခဲ့ပါတယ်။ လာမယ့်ဇွန်လ24ရက်နေ့မှာဘင်္ဂလားပြည်လယ်အော်မြောက်ပိုင်းမှာလေဝေလိုင်းတစ်ခုဖြစ်ပေါ်နိုင်ပြီးအောက်ပိုကောင်းလာကဇွန်လ25ရက်နေ့နဲ့26ရက်နေ့တွေမှာတော့လေပြင်းရိုင်းရေဝန်အဖြစ်တည်ရှိလာနိုင်တယ်လို့မလို့တာပညာရှင်ဝန်ထမ်းကအသိပေးထားပါတယ် အဆိုပါလေဝေလိုင်းရှင်ကြောင့်မုတ်တုံလေအားကောင်းရာကနေအားအလွန်ကောင်းနိုင်တဲ့အတွက်လာမင်းစွန်လာ24ရက်နေ့ကနေစွန်လ30ရက်နေ့အထိတနိုင်ငံလုံးမှာနေရာနှံပြမိုးထချုံရွာနိုင်ပြီးနေရာကွက်ပြီးမိုးသည်ထန်ခြင်းဒေသလိုက်မိုးကြီးခြင်းနဲ့မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်တယ်လို့မိုးလဝတမြန်မာရန်ကုန်ဌာနခွဲကထုတ်ပြန်ထားပါတယ်။ ဇွန်လ22ရက်နေ့ကနေ25ရက်နေ့ထိကချင်ပြည်နယ်စကိုင်းနယ်အထက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းတို့မှာမုံများနိုင်ပါတယ်။ဇွန်လ23ရက်နေ့ကနေ26ရက်နေ့မနက်အထိချင်းတွင်းမြစ်နယ်အေရဝတီမြစ်ဖြားဒေသတွေမှာမိုးရေချိန်ဆယ်လက်မအထက်ရွာသွန်းနိုင်တာမို့ချင်းတွင်းနယ်အေရဝတီမြစ်အထက်ပိုင်းမှာမြင့်ရည်တွေမြင့်တက်လာနိုင်တယ်လို့ဥဝင်နိုင်ကအသိပေးထားပါတယ်။ ဒီကနေ့ညနေတိုင်းထရာကျဲအရာတော့ပဲခူးမြေကြီးဟာပြန်လဲကျဆင်းနေပြီ။ဟောမလီမြေကြီးကတော့နှစ်ရက်အတွင်းဇွင်ရီအမတ်ကိုရောက်နိုင်တယ်လို့မိုးစလာကထုတ်ပြန်ထားပါတယ်။ကြံမျိုးတွေရဲ့မြေကြီးတွေကတော့ဇွင်ရီအမတ်အောက်မှာပဲရှိနေပါသေးတယ်။နေပြန်ဇွန်လ23ရက်နေ့မွတ်တက်ချင်းအထိကရနီကရပြည်နယ်မန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းနယ်အောက်ပိုင်းတို့မှာနေရာကျကျချင်းပြည်နယ်နေပြည်တော်နဲ့စကိုင်းနယ်အထက်ပိုင်းတို့မှာနေရာစစ်စိမ်းနဲ့ကျင်းပြည်နယ်နဲ့တိုင်းတွင်မှာနေရာအနှံပြမိုးထစ်ချုံရွာနိုင်ပြီးရွာရန်ရှာနှောင်းပြည့်ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်၊စကိုင်းတိုင်းထပ်ပိုင်း၊အေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နယ်၊ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းရွာကနေအားအလွန်ကောင်းနေပါတယ်။မြဝကျမမော်တမကွေမွန်တနင်္လာကံရုံးနဲ့တရှောင်းနဲ့ကံလွန်ပင်လယ်ပြင်တို့မှာရမန်ရန်ခါမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးပါမယ်မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်7ဘေကနေ13ဘေကန်ရှိနိုင်ပါတယ် ရခိုင်ကဲဝန်းတရှောင်းနဲ့ကံလွန်ပင်လေပြင်းတို့မှာတခါတရံမောသက်လေပြင်းများကြောက်ရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မောသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်10ဘေးကနေ12ဘေးကန်ရှိနိုင်ပါတယ်။ကချင်ပြည်နယ်၊ကရနီကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ် မော်ပြင်းနဲ့ရှမ်းပြင်းနဲ့နေပြည်တော်မန္တလေးတိုင်းစကိုင်းတိုင်းနဲ့အေရဝတီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ချိုတင်တရီပြုနေထိုင်ကြဖို့မွဆလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းကချင်ပြည်နယ်၊ကရင်ပြည်နယ် မော်ပြည်နယ်ရခိုင်ပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းထပ်ပိုင်းအေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာမော်ပူနေပါမယ်ရှင်အခုလိုမလို့အသားခမန်းချက်တွေနဲ့တဘောဝဘေးရဲ့နေရာသတိပေးချက်တွေကိုညစီညတိုင်းတင်ဆက်ပေးနေရမို့ဒီ channel ကို like and subscribe လုပ်ပြီး notification လောက်ကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါရဲ့ရှင်အခုမော်လဝသားတရင်ချက်လက်တွေဟာမော်စလာမော်လဝသားမြန်မာရန်ကုန်ဌာနခွဲအနေဦးကြီးမော်လဝသားမော်လဝသားပညာရှင်ဝန်နိုင်တဲ့ဒေါက်တာဆိုင်ကုန်အားကာရိုရဲ့ထောက်ပြချက်တွေကိုစူးစိုက်တင်ပြထားခြင်းဖြစ်ပါရဲ့ရှင်